trader ရှိတယ် investor ရှိတယ်ပေါ့နော်ဆိုလိုတာက trader ရှိတယ် investor ရှိတယ်ဆိုပထမအဦးဆုံးကျွန်တော်တို့ကအာ investor ကိုတိုက်ကိုအရင်ပြောရမယ်ဆိုလို့ရှိရင် investor တွေကဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်တို့ buy လို့ sell high လို့တာပေါ့နော်အာဆိုလိုတာ crypto အနေဆုံးဈေးမှာဥပမာဆိုပါစို့ဗျာ market ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆိုပါစို့ market ကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် BTC ပဲထားလိုက်ပါတော့နော် BTC ပဲထားလိုက်ပါနော် BTC မှာဆိုလို့ရှိရင်အခုလက်ရှိဆို8400ပေါ့နော်8400ဟိုအမြင့်ဆုံးဟို တက်ခဲ့တဲ့ဟာကအာ higher price ကဘယ်လောက်လဲတသိန်း1000ကျော်ထိသူတက်ခဲ့တယ်ပေါ့နော်ဒီမှာတသိန်း1000ကျော်ထိသူတက်ခဲ့အဲ့တော့လက်ရှိကတော့8400မှာ8400ခွန်နေရာကိုသူကျနေတယ်ပေါ့နော် investor တွေကဘယ်လိုလဲဆိုတော့ဟိုးအောက်မှာအာ crypto ဟိုးအောက်ဆုံးပေါ့နော်ဟိုးအောက်ဆုံး9000ကျော်လောက်မှာတချို့ဝယ်ထားတယ်တချို့ကတော့ crypto တန်ဖို့အများကြီးဟိုလုံးဝဘိုင်းလို့မှာ ဘိုင်းလိုဘိုင်းဒစ်မှာဝယ်ထားခဲ့ကြတယ်ဝယ်ထားပြီးတော့သူတို့ကဘလို invest လုပ်ထားတာပေါ့နော်နှစ်နှစ်နှစ်နဲ့ချီပြီးတော့ကျွန်တော်တို့ invest လုပ်ထားတယ် invest လုပ်ထားပြီးတော့ကျွန်တော်တို့ crypto ပမာဏအများဟိုဈေးတန်းဟိုအမြင့်ဆုံးမှာသူတို့ကဘာလို့ရလဲဆိုတော့ကျွန်တော်တို့ကပြန်ရောင်းထုတ်လိုက်ကြတယ် အဲ့ပေါ့နော်ဒီမှာဆိုလို့ရှိရင်တသိန်းတသောင်းမှာတို့ကဘာလို့ပါလဲဆိုတော့ပြန်ရောင်းလိုက်ရအမြင့်ဆုံးဈေးမှာတို့ကပြန်ရောင်းပြီးတော့အဲ့ဒီဥမာ2000ကနေပြီးတော့တော့2000မှာဝယ်ခဲ့2000မှာဝယ်ခဲ့တယ်ဆိုပါဆိုနော်2000မှာဝယ်ခဲ့ပြီးတော့တသိန်းတသောင်းမှာတို့ပြန်ရောင်းလိုက်တယ်ဆိုလို့ရှိရင်အဲ့ဒီ gap ကို သူတို့ကအကျိုးမြတ်ယူတဲ့သဘောပါအဲ့ဒါက investor type ပေါ့နော်ကျွန်တော် trader type ကြတော့ဘာလဲဆိုတော့ trader type ကြတော့ကျွန်တော်တို့ရှိမှ USDT ရှိမှဆိုတော့အဲ့ USDT မှာဒီ crypto မှာကျွန်တော်တို့ဒီ BTC ရဲ့တန်ဖိုးဟိုအတက်ကြပေါ့မူတည်ပြီးတော့ကျွန်တော်တို့ကလိုက်ပြီးတော့ trading ပြုလုပ်ရတာပေါ့နော် trading ပြုလုပ်ရတာအခုကျွန်တော်ပြောလိုက်တာကတော့လွယ်လွယ်လေးပဲဒါပေမဲ့ trading မှာတော့အရင်ဆုံးကျွန်တော်လေ့လာဖို့လိုတယ်တကယ်လို့ဟို trading မှာလေ့လာလို့အောင်မြင်သွားပြီး အဆင်ပြေသွားပြီဆိုလို့ရှိရင်ကျွန်တော် financial freedom life ကိုရနိုင်သလိုမလိလာပဲနဲ့ဒီတိုင်း trading လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခွတ်ဆွဲရတဲ့ gain နဲ့စိုက်နေပါထင်သလောက်တော့ trading ကတော့မလွယ်ပါဘူးဗျာเนาะ okay အဲ့တော့ကျွန်တော်တို့က trading မှာကြာတော့နောက်နှစ်ပိုင်းထပ် ပြီးတော့꽌သွားတယ်။ဘာ꽌သွားလဲဆိုတော့ခုနကျွန်တော် futures trading ပေါ့နော် future trading ရှိတယ် future trading future trading ဆိုတာဘာလဲဆိုတော့အာကျွန်တော် technical time တွေ technical analysis တွေနဲ့ဒီ candle တွေကို analyst လုပ်ပြီးတော့ကျွန်တော်ဒီ candle တွေပေါ့နော်ဒီအဲ bull candle bear candle ပေါ့နော်အဲ့ candle တွေ analysis လုပ်လုပ်ပြီးတော့ကျွန်တော်တို့ price action တွေနဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့ဟို trading လုပ်ရတာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ကကြတော့ spot trading လို့ခေါ်တယ် spot trading ဆိုတာသူကဒီ future trading ကကြတော့ buy ကကြတော့ ော့ကျော် stable coin နဲ့အဲပေါ့နော် stable coin နဲ့ trade လုပ်တာပေါ့ကျုပ်ကိုမှတော့ US stable coin ဆိုတော့ဘာလဲဆိုတော့ USDC ရော USDT ရောပေါ့နော်အဲ့ကောင်နေ stable coin နီးအဲ့ stable coin နီးကတော့ကိုမှကိုရဲ့ assets ထဲမှာကိုပိုင် assets ထဲမှာဒီမှာရှိရမှာပေါ့နော် future လုပ်မယ်ဆိုလို့ရှိရင်ကိုပိုင် assets ထဲမှာရှိရမယ် ဒါဆိုကျွန်တော်လက်ရှိ trade လုပ်ထားတဲ့ asset လေးပေါ့နော်လက်ရှိ trade လုပ်ထားတဲ့ asset လေးကိုကျွန်တော် swing ဆိုရင်ဒီမှာကျွန်တော်မြက်နေတဲ့ဟာအာ solana ဆိုရင်ဒီမှာမြက်နေတဲ့ဟာအာ litecoin ဆိုလို့ရှိရင်ဒီမှာမြက်နေတဲ့ဟာ xrp ဆိုရင်ကျွန်တော်ဒီမှာမြက်နေတဲ့ဟာ70ဒေါ်လာမြက်နေတယ်အာ btc ဆိုရင်20ဒေါ်လာကျွန်တော်မြက်နေတယ်ပေါ့နော်ကျွန်တော်ရောင်းထားတာအကုန်လုံး shop selling လုပ်ထားတာပေါ့နော်အာလောလောဆယ်တော့ btc တန်ဖိုးကနည်းနည်းလေးပြန်တက်နေရဲ့ cryptocurrency တန်ဖိုးတွေကနည်းနည်းလေးပြန်တက်နေတာဖြစ်တဲ့ကြောင်းကျွန်တော်ကပုံမှန်ဆိုလို့ရှိရင်ကျွန်တော်ဟိုတော်တော်များများဟိုနိုင်နေတာပေါ့နော်ဒေါ်လာဆယ်တော့ ော့ဟောခရစ်တိုကနည်းနည်းဈေးပြန်တက်နေရထွက်တော့ကြောင့်ကျွန်တော်ဒီမှာအနေနဲ့အမျက်လေးနည်းနည်းပြန်ပါသွားတာပေါ့နော်အမျက်တာတော့မျက်နေတော့မယ်ပေါ့နော်ဒါအထားတွေပေါ့ဒါတော့ကျွန်တော် future trading လုပ်နေတဲ့အားလေးပြချင်တာပါ โอเคအဲ့တော့နောက်တစ်ခုကကျတော့ spot trading ပေါ့เนาะအဲ့တော့ spot trading ဆိုတာဆိုဆိုရရှိရင် trader ဝင်လိုက်မယ် trader ဝင်လိုက်ပြီးတော့ဒီမှာ spot trading ဆိုတာရှိရပြအဲ့ spot trading နဲ့ဝင်လိုက်ပြီးဆိုရင် तू ကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့မှာရှိတဲ့အဲဒီပေါ့เนาะဟို USDT နဲ့ကျွန်တော်တို့လိုချင်တဲ့ crypto ကိုကျွန်တော်တို့က direct ဝယ်တာပေါ့ဗျာဆိုလိုတာဥပမာဆိုပါစို့ ဥပမာပြပြတာเนาะအဲ့တော့ ETH ကိုဝယ်မယ်ဆိုလို့ရှိရင် ETH ကိုယူလိုက်မယ် ETH USDT ပေါ့เนาะအာဒီမှာအာ ETH ပမာဏဘယ်လောက်ဝယ်မှာလဲအဲ့တော့ဒီဟာကိုကျွန်တော်တို့က ETH ကိုဝယ်မယ် USDT ပေးမယ်ဆိုလို့ရှိရင်ဘာလို့လဲဆိုတော့ကျွန်တော်တို့ asset ထဲမှာ US ဒီ spot asset ထဲမှာရှိရ spot wallet ထဲမှာကျွန်တော်တို့က USDT ရှိရမယ်ဗျဟုတ်ပြီเนาะ USDT မရှိလို့မရအောင် ဟုတ်ပြီနော် USDT ရှိမှကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီလို USDT ပေါ့နော်ဒီမှာ USDT stable coin ရှိရမယ် USDT stable coin ရှိမှကျွန်တော်တို့ကအာဒီ spot trading ထဲမှာသွားပြီးတော့ဒီကောင်ကိုကျွန်တော်တို့ကဝယ်လို့ရမယ်ပေါ့နော်အဲ့တော့ငါဝယ်ရဆိုတာကလည်းကျွန်တော်တို့ကခုနကလိုပြော investor type ကနေဝယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့အခုအနေထားမျိုးနဲ့0ကျနေတာမှန်တယ်ဒါပေမဲ့ तू ကျတဲ့ buy လို့ကျွန်တော်ကတော့ buy လို့ buy dips တော့မဖြစ်သေးဘူးလို့တော့ထင်တယ်။ဒါပေမဲ့ဈေးကတော့ကျနေဇဲပဲပေါ့နော်။ဒီထက်လည်းကျဖို့တော့ဟောရှိတယ်လို့တော့မြင်တယ်။ဒီချိန်မှာဝယ်ရင်ဥမာဆိုပါစို့အာတရာရောက်မှဝယ်ရမယ်ဟောင်း200မှာဝယ်ရင်ကျွန်တော်တို့တရာအကျုံးမြတ်ဆုံးရှုံးမယ်ပေါ့ဗျာ။ဆိုတော့ဆုံးရှုံးတာတော့မရှုံးဘူး။ဒါပေမဲ့ဟို200မြတ်ရမယ့်နေရာမှာတရာပဲမြတ်သွားမယ်ဆိုတဲ့သဘောပေါ့ဗျာ။ဆိုတော့ဟုတ်ပြီနော်။အဲ့တော့ဟော ETH ကို ယူပြီးတော့ USDT ပေးမယ်ဆိုရင် spot spot ထဲမှာကျွန်တော် USDT ရှိရမယ်အဲ့တော့ဒီမှာ ETH ဘယ်လောက်ဝယ်မှာလဲပေါ့ဗျာဆိုလိုတာ ETH 2 ETH ဝယ်မယ်ဆိုလို့ရှိရင်အဲ2 ETH ပေါ့နော်ဟောအဲ့ဒီမှာရေးရေးပြီးတော့ဒီမှာနော်ကျွန်တော် market price ဆိုတာကလက်ရှိ price နဲ့ပဲကျွန်တော်တို့ကဝယ်ချင်တာပေါ့နော်1634 price နဲ့ပဲကျွန်တော်တို့ကဝယ်ချင်တာဆိုလို့ရှိရင်တော့ market price နဲ့ရွေးဒါမှမဟုတ်ရင်ဒီမှာလည်းရွေးလို့ရတယ်ဗျအာဒီမှာ limit ဆိုတာလည်းရွေးလို့ရတယ်ကျွန်တော်တို့ကဒီနှစ်မျိုးလောက်ပဲတုံးနေဗျတုံးတော့ limit ဆိုလို့ရှိရင်သူကဘာလို့ဆိုလိုတာလဲဆိုလို့ရှိရင်အဲကျွန်တော်တို့က1634လက်ရှိ current price မှာမဝယ်ဘဲနဲ့ market price မှာမဝယ်ဘဲနဲ့ဟိုက1600 1600ဖြစ်တော့မှဝယ်မယ်လို့ဘာလို့ဆိုရင်ဒီမှာကျွန်တော်တို့က1600ဆိုပြီးရောဟော1600ဆိုပြီးရော limit ပေးထားပြီးတော့ order ဖွင့်ထားလိုက်လို့ရတယ်ဗျဒါဆိုလို့ရှိရင်သူက limit order ဖြစ်သွားပြီဆိုလို့ရှိရင်1634လက်ရှိ current market မှာမဝယ်တော့ဘဲနဲ့1600ပြည်မှာပဲ1600ရောက်တော့မှာပဲသူက auto ဝယ်သွားမှာပေါ့နော်ဘယ်လောက်ဝယ်မလဲဆိုတာကို amount ကိုဒီမှာရိုက်ထည့်ဒါ spot trading လုပ်တဲ့ပုံစံမှာ ဒါတော့ဟိုကျွန်တော်တို့လည်းအဲနောက်ပိုင်းဝယ်ရမှာဘာလို့ဆိုတော့ကျွန်တော်တို့ buy လို့ buy this ရောက်သွားပြီဆိုလို့ရှိရင် currency တွေမှာကျွန်တော်တို့ဒီကျွန်တော်တို့ portfolio တွေကအတိုင်းပဲကျွန်တော်တို့ကဝယ်ပြီးတော့ကျွန်တော်တို့က long term invest လုပ်တော့လုပ်မှာပေါ့နော်ကျွန်တော်တို့က long term invest လုပ်မှာအာဈေးတက်ပြန်တက်ရင် BTC လိုပဲကျွန်တော်တို့ကရောင်းစားပြီးတော့အဲ့ဈားတွေက gap ဖြစ်နေတဲ့အကျိုးမြတ်ကိုကျွန်တော်တို့က invest ကိုယူမှာပေါ့နော်အဲ့တော့ဒါလေးတွေကကျွန်တော်တို့လေးလာထားရင်2025မှာလုံးဝကိုမမပါဘူးဒါပေမဲ့မလေးလာဘဲနဲ့တော့မဆန်းတင်ပါဘူး အာအချိန်တစ်ခုပေးပြီးတော့ကျွန်တော်တို့လေ့လာရမှာပဲလေ့လာပြီးတော့မှသာအာကျွန်တော်တို့ invest လုပ်တဲ့နေဟာကိုလုပ် trading ပြုလုပ်တဲ့နေဟာကိုလုပ်ပါအာကျွန်တော်လည်းအခါအားလျော်စွာအာဒီဘက်မှာကျွန်တော်ဟောလောင်ရှူးတွေလာတိုင်းတခြား function နဲ့ပတ်သက်တဲ့အဲလုပ်ဖို့လုပ်နေလေးတွေကိုကျွန်မကျွန်တော်တင်ပေးထားမယ်ကျွန်တော် YouTube channel မှာလည်းကျွန်တော်တင်ပေးထားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် YouTube channel ကို subscribe လုပ်ပေးကြပါဦးဗျာ